ကျောင်းရဲ့ပရဝံတိုင်းပြပတ်လမ်းထဲမှာတော့ရွှဲတိုက်တန်တက်တက်ကြားလို့တပိတ်ကိုတင်ကန်ဟောင်းနဲ့ပို့တိုက်တန်ရှင်းနေတဲ့ကိုရင်နန္ဒီရတယောက်ပြတင်းပေါက်တန်နိုင်ကြကနေငေးမောကြည့်လိုက်ပါတယ်။အိုးဆောင်ဆိုတဲ့လွန်တင့်တန်နဲ့ထဲဝါကုံပေါင်းညုံခါညောင်းနဲ့ရှင်လောင်းလူမော ရွှေကျောင်းပြောရွှဲအလိုဝင်ညက်နေမှာရှင်လောင်းလှည့်လာခြင်းဖြစ်ပါတယ်။ရှင်လောင်းရဲ့မြင်းကိုထိမ့်ပေးသူရွှေထီးမိုးပေးသူနဲ့အဖော်တိုက်တို့ကတော့ ရွှေလိုင်းရတုကိုတံပြိုင်အော်ဟစ်ကြခြင်းလည်းဖြစ်ပါတယ်။သူတို့တွေဟာမကြခင်မှာចောင်းကြီးဘော်ကိုတက်လာကြမှာဖြစ်လို့လောက်လဆတွေကိုလက်ဆတ်ပါတယ်။ဟဲ့နန်ဒီယာမပြီးသေးဘူးလား။တွားစံဦးစင်ဦးတော်ပိတာကိုတွားခေါ်ကြည့်စမ်း။အလှူလှဲ့တွေတောင်မှចောင်းရှိကို ရောက်လာကုန်ပြီလေ။တင်မဖျား။ចောင်းနိုင်ဆရာတော်ကြီးကမိန်လာကြအောင်ကိုရင်နန်ဒီယာလည်းចောင်းအုပ်ကိုခတ်တုပ်ပဲပြေးစင်တော့ပါတယ်။စွန်းစားဆောင်ဟာကြီးကျက်ပေးနေတဲ့ဦးစင်ဦးတော်ပိတာကို ဘုံကြီးအခေါ်လွှတ်ကြောင်းလျှောက်တင်နေဦးစင်ဟာစပိုးဆောင်ဘက်ကိုမှားရရှိတာမြင်မြန်မှလို့ကျောင်းဘက်ကြီးကိုကူးသွားပါတယ်ကိုရင်နန်ဒီရတယောက်ကျောင်းထဲကိုဝင်လာကြတဲ့အလှလှက်အဖွဲကိုဆက်ပြီးတော့ငင်းနေပြန်တယ်အယောင်သွေးဆုံနဲ့ကုန်းထောင်ကိုင်းပန်းထောင်ကိုင်းအပြုံမတွေသင်္ကန်းပရိခေယရွက်လာကြတဲ့ရှင်းလောင်းမိဘတွေကအရင်ဝင်လာတယ်တချို့ကကျောင်းကြီးဘုံကိုတပါးနဲ့တက်သွားပြီးတချို့ကဟိုနာတတိုင်ဒီနာတတိုင်နဲ့ကိုအစုနဲ့ကိုယုံဖွဲ့နေကြပါတယ်အနောက်ကမြင်းတွေနဲ့ ရှင်လောင်းငယ်တွေတန်းစီဝင်လာကြပြန်တယ်။ရှင်လောင်းလေးတွေဟာအရွယ်မျိုးစုံပဲ။အကြီးဆုံးရှင်လောင်းဟာ73နှစ်သားကန်ရှိပြီးတော့အငယ်ဆုံးရှင်လောင်းကတော့ဖခင်လက်မှာချီးပွေ့ထားတဲ့၄၅နှစ်အရွယ်တိပေါင်ရမှာတယ်။စုစုပေါင်းရှင်လောင်းတွေဟာအပါး20ကန်ရှိလိမ့်မယ်လို့လည်းခန့်မှန်းမိတယ်။ရှင်လောင်းတွေဟာမင်းညင်မင်းသားလို့စည်ရင်ဝတ်ဆင်ထားတယ်။ခေါင်းမှာမှန်စီရွှေကြဥရှောင်းနဲ့ရင်ဘက်မှာဆလွယ်လက်နှစ်ဖက်မှာလည်းမှန်စီရွှေကြလက်စည်းတွေကိုစုပ်ပေးထားကြပါတယ်။အဝဲကအဖြစ်အောင်ကြ က်ရှိအစိမ်းနှုတ်ရောင်တောင်ရှိရွှေကြည်ဘောကျဲထိုးပစိုးကိုလည်းဝတ်ဆင်ထားကြပါရယ်ရှင်လောင်းတွေမျက်နှာမှာတနခါအဖြူကန်လိမ့်ထားလို့ဘကွက်ဖွဖွေးကိုလည်းအဆက်ကလေးတွေကရန်ထားတယ်ဒီချိန်မှာအဲ့ဒီဘကွက်အစစ်လေးဟာဂုံယူစရာအမုံမြတ်ဆုံးတင်ကြတာပဲဖြစ်ပါရယ်နှကန်းကိုမသိတဲ့နဲ့သာနေပြပြလေးစိုးထားပေးပြီးတော့ရှင်လောင်းကလေးတို့ဟာဖခင်တို့ဘောမှာငိုင်မီးနေတယ်တချို့ကအော်ဟစ်ပြီးတော့ငုံယိုးနေတယ်အနောက်ကအိုးစီပုံမှန်ဖွဲ့ကလည်းအပျော်လွန်ကျူးလာကြဟန်တို့ပါရယ် ကျောင်းထဲကိုဝင်လာတဲ့အထိတီမို့ကားကုန်နေတော့မယ်။ကိုရင်နန္ဒီရဲ့စိတ်ထဲမှာရှင်လောင်းတွေကိုအားကြစိတ်တွေအဖွာဖွာဖြစ်ပေါ်လာတယ်။သူတို့တွေကံကောင်းလှပါတယ်လို့လည်းဝမ်းသာပီတိဖြစ်မိတယ်။ဒီလိုမြင်ရတော့သူ့အကြောင်းပြန်တွေးမိတဲ့အခါကိုရင်ငယ်လေးဝမ်းနေတယ်လို့ပဲခံစားရပါတယ်။ငါတို့ကအမေကကျောင်းပေါ်ထက်ဆရာတို့ကြီးစီကိုရှောက်ပြီးတခါတည်းကိုရင်ဝှေ့ပေးခဲ့တာလေ။ဒီလိုမောင်းရင်လောင်းဝှေ့ဆောင်ဆိုတာအိမ်မက်တောင်မှမမက်ခဲ့ရပါလား။ သာသမီများပြီးဆင်းရဲတဲ့လင်းသေးမုတ်ဆုံးမအမေဟာသူ့ကိုဆွေမျိုးနေဆက်တော်တဲ့ဆရာတော်ကြီးစီမှာအပိအပ်သွားခဲ့တာအဲဒီတော့ကသူ့အသက်ဟာဘာရှိသေးလို့လဲကိုနှစ်တောင်မှမပြည့်တတ်သေးဘူးအခုတော့သာသနာပေါ်မှာနှစ်ဝါရှိသွားပြီဆိုတော့ကိုရင်နန္ဒီရအသက်ဟာ၁၇နှစ်ရှိခဲ့ပြီအဲဒီနှစ်နှစ်တွဲမှာကိုရင်နန္ဒီရခင်ဗျာကြောင်းကြီးပေါ်မှာပဲခက်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 နေထိုင်ခဲ့ရတယ်အဲဒီနှစ်နှစ်တွင်သူ့ကိုအားပေးကူညီခဲ့သူကပိယကြီးဦးသူတော်သာမရှိရင်တော့အကပ်ပဲ ဦးသူတော်ရဲ့စောင်းမကြည့်ရှုမှုကြောင့်သူသာသနာပေါ်မှာမြဲနေခြင်းဆိုရင်လည်းမမှားဘူးဦးသူတော်ကြောင့်ကိုတွေ့မိတော့လေလွန်နေအခုချိန်ဦးသူတော်သာရှိရင်တော့ကောင်းမယ်လို့လည်းတွေးမိတယ်ဦးသူတော်ကဆရာတော်ကြီးစီမံခွင့်ပန်လို့ခရီးထွက်သွားခဲ့တာ သုံးလခန့်ရှိပြီစာချဦးစဉ်ဦးတော်ပိတကလည်းပရိယတိစာပေဘက်မှာဆရာဖြစ်တယ်လို့ကပိယကြီးဦးသူတော်ကလည်းဘဝနေနေထိုင်နေကိုအဖက်ဖက်ကနေတင်ကြပြတာပြေးသွားတဲ့ဆရာကြီးပဲဖြစ်တယ်အထူးသဖြင့်တော့ တစေကြောက်တတ်တဲ့ကိုရင်နန်းနီးယောက်ကို မကြောက်အောင်တင် जा ပြတ်တာပေးသွားခဲ့သူလေဖြစ်ပါတယ်။ဥသူတော်ကလော်ကီဆရာတဆူဖြစ်နေမှန်ကိုရင်ငယ်နောက်မှတိတ်ကြရတယ်။အခုလည်းဥသူတော်ဟာလော်ကီပညာရတဲ့ခုအတွက် ခီးထွက်သွားခြင်းဖြစ်တယ်လို့ဆိုတယ်။သူဒီချောင်းကိုဆောက်ရောက်ကလေးကဥသူတော်ပဲစံချကတုံတုံးပေးခဲ့တယ်။တင်ကန်တောင်းကိုနိုင်ဝက်တွင်မှာအလွတ်ရအောင်တင်ပေးခဲ့တယ်။သူ့အတွက်ဥသူတော်ကသာသနာပေါင်အတက်မှာလက်ဦးဆရာဆိုလည်းမမှားဘူး။ဆရာတော်ကြီးနဲ့အလိုက်တိုက် ဆက်ဆံနိုင်အောင်စားကြဥပဒေနဲ့ချစ်ခင်လာအောင်ဥသူတော်ကပဲလက်ထက်တင်ကြပေးခဲ့တယ်။စင်ရတဲ့မိသားစုကလာတဲ့ကိုင်းနန်ဒီကဘာခိုင်ခိုင် ဖင်ပေါ်တယ်။တူတူခြားခြားညင်လေးကောင်းတယ်။စားကိုလည်းကောင်းကောင်းလိုက်နိုင်တယ်။မခိုင်မနဲ့အမင်းမတော်တာမှန်သမျှကိုလည်းဒိုင်ကန်လှုပ်တတ်သူဖြစ်တယ်။ဒါကြောင့်ကိုင်းငယ်ကို အခန်းနဲ့ဥပဒေ၃မှတ်စလုံးကချစ်ကြခင်ကြတယ်။ဒါတွေအားလုံးဟာဥသူတော်ရဲ့တင်ကြပြတ်တာမှုကြောင့်ဖြစ်ပါတယ်။ကျောင်းကြီးရဲ့ပေါ်ထမှာ ဥပစင်းနှစ်ပါးနဲ့ဆရာတော်ကြီးကျင်းဆက်ပြီးအောက်ထပ်မှာတော့ကိုရင်လေးပါရှိတယ်။ဆရာတော်ကြီးရဲ့ဝမ်ခွက်တော်ဆက်သူဥစဉ်ဥတော်ပိတာကတော့စပိုးဆောင်လေးကတပားဆောင်တတားအကြောင်းလေးမှာနေပါတယ်။စပိုးဆောင်ကိုကြီးမှုရသူဖြစ်ပြီးတော့ဘူးသူတော်ကတော့စပိုးဆောင်မှာခုံတန်းရှိလေးနဲ့အိတ်ဆက်တယ်။ဆရာတော်ကြီးနဲ့ဥပစင်းတွေအတွက်အုတ်တိုက်ကုလင်နှလုံးတွဲရှိတယ်လို့ရဝေးကလာတဲ့ဧည့်သည်တွေအတွက်နဲ့ကိုရင်ကလေးအသုံးပြုဖို့ရေလောင်းအိမ်သာလေးလုံးလေးတည်တံ့ထားရှိတယ် ကျောင်းဝင်းကတေအေကကြော်ကြော်ကျေဝင်ပြီးတော့ကျောင်းနောက်ဘက်မှာရေအင်းကြီးတခုလည်းရှိတယ်။မိုးခါမှာတော့ရေများသလောက်နေမှာတော့ရေဆက်ဆက်သာရှိပါတယ်။ကိုရင်တွေအတွက်ကုတီကအဲ့ဒီအင်းအဆက်ကလက်ပံပင်ညီနောင်အောင်မလန့်မကန့်မှာတည်ရှိတယ်။လက်ပံမင်းကြီးတွေရဲ့ပင်စီဟာယောက်ျားကြီးလက်နှစ်ဖက်ဆက်လောက်ကြီးမှလို့တတန်းရင်းတဲ့အပင်ကြီးလည်းဖြစ်ပါတယ်။နှွေဘက်မှာတော့ရဲရဲနေအောင်အပွင့်တွေကိုပွင့်တတ်တယ်။ကိုရင်ငယ်နေနီးကကျောင်းရောက်စမှာညဘက်ဒီမှာကုတီကိုသွားဖို့အရန်ကိုကြောက်တယ် တက်နိုင်တလောက်အောင်းအင်းနေလေးရှိပြီးတော့မတက်တာလို့တော့ဟားတဲ့ခါဒီမှာလေခင်မင်းရင်းနှီးဆွဲရှိတဲ့ဥတ္တရကိုဝင်နှိုးပြီးတော့အဖော်ခေါ်ပြီးမှသာတွားရဲရှိတယ်။ကိုဒီတောင်ကအင်းထဲမှာလို့လို့လက်ပတ်မေညီနောင်မှာလို့လို့တစေကြီးတကောင်နေတယ်လို့လေကိုရင်တချို့ကပြောကြလို့ကိုရင်နန်းကြီးတယောက်တွေးကြောက်နေပါတယ်။ကိုရင်ဒုံးပေဟာညဘက်ဖျားဝတ်တက်ပြီးကိုရင်နေအောက်ထပ်မှာစုံကြတဲ့ခါမှာတော့တစေအကြောင်းထိတ်လန့်ပေါ်ရဆက်ဆောင်ကိုခင်ပြတတ်တယ်။ကိုရင်ဒုံးပေလို့နာမည်တွင်ရခြင်းကတော့ အသက်15နှစ်ပြည့်ပြီဖြစ်ပေမဲ့စာကောင်းကောင်းမလိုက်နိုင်ဘူး။ဦးစင်ဦးတော်ပိတာနာမည်ပေးထားခြင်းဖြစ်ပါတယ်။စာဝါသာကောင်းကောင်းမလိုက်နိုင်တာပုံတို့ပတ်စားတွေနဲ့ဇက်စကားတွေကိုတော့အလွတ်ရုပ်ပြနိုင်သူလည်းဖြစ်ပါတယ်။ကိုရင်ထဲမှာတော့သူဟာဝါလဲကြီးဆုံးအသက်လဲကြီးဆုံးဖြစ်တယ်။စကားလဲပေါ်တယ်။ဘလို့ရှိတော့လဲနိုင်တယ်။အဲ့ဒီလိုပဲတခြားသောကိုရင်ငယ်တွေကလည်းနာမည်သိသိရှိတယ်။နှစ်တို့လဲကြာနေတဲ့ကိုရင်တုန်နံတာကိုတော့ကိုရင်တို့စီရွေချိုးပြင်းပြီးတော့ ခေါင်းမှာတက်တွေပေါက်နေတဲ့ကိုရင်စန်နီမာကိုတော့ကိုရင်ကြီးသူအရန်ကိုကြောက်တဲ့ကိုရင်နန္ဒီယကိုတော့လူဘွားကနာမည်ဖြစ်တဲ့တန်ခဲဆိုပြီးတော့အတိအကျခေါ်တတ်ကြပါတယ်။ကျောင်းနိုင်ဆရာတော်ကြီးတော်မှာတခါတရံအဲ့လိုမှားခေါ်လဲရှိတယ်။ဒါပေမဲ့ဆရာတော်ကြီးကတပည့်ကိုရင်တွေကိုတန်ခနာမည်တွေဒါမှတ်မှတ်သားသားခေါ်တတ်ပါတယ်။တညမှာကိုရင်တုံးပေဟာသူကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ပရလောကသားအမျိုးသမီးတူအကြောင်းကိုစိတ်ဝင်စားဖို့ရာထိတ်လန့်ဖို့ရာဇလန်တဖို့လို့ပြောပြတယ်။ ကြံကိုရင်ငယ်၃ပါးကကိုရင်ဒုံးပီရဲ့ဇလံကိုရင်းတဲ့တဲ့နဲ့နားထောင်နေကြပါတယ်။အဲ့ဒီကလေဦးစင်ဦးတော်ပိတာကငါ့ကိုရွာထဲမှာတက်ခဲအဝယ်ခံလိုက်တာကွာ။သူရေဒီယိုတက်ခဲကုံသွားလို့တဲ့အဲ့ဒါအချင်းကနေဝင်တယောက်ဆိုပါတော့ကွာ။မှောင်တော့မမှောင်သေးဘူးကွာ။ထိုးချောင်းနဲ့ရွာထဲကအိမ်တွေကြလေကွက်နှစ်ကွက်စာလောက်လူပြက်တယ်လေ။ကိုရင်လေးကရွာထဲကိုအခိုင်းလို့ရင်အဖော်မခေါ်ရဘူးကွာ။တပားတဲ့သွားရတာ။ចောင်းဝေရဝေစားတွေ ကိုရင်အင်အားကလည်းနေတယ်မလားမင်းတို့သိတဲ့အတိုင်းပဲလေကုံစုံဆိုင်ကရွာလဲမှာငါလဲဖျားဝတ်တဲ့အချိန်အမိပြန်ရမှာဆိုတော့ခတ်တတော်လေးဒုံဆိုင်သွားတာပေါ့ကွာဖြစ်ချင်တော့ကွာကုံစုံဆိုင်ကအခွေထိုးပြီးတော့တီဗီပြသနေတာကွာ ပြတဲ့စကားကငါအကြိုက်ဗန်ဒင်းကလေးငါရောက်တော့ ဖိုက်တင်ကန်းတွေစနေပြီငါလဲအချိန်ရပါသေးတယ်ဆိုပြီးတော့တီဗီကိုငင်းနေမိတာကွာဘယ်ပြောကောင်းမလဲကွာဖျားဝတ်တဲ့အချိန်က9နာရီငါက6နာရီခွဲမှာ ဆန်ရှင်ကိုလှမ်းကြည့်တယ်။ဆန်ရှင်ကိုလူဝကကိုရင်ဖះဝတ်တရအောင်မလားမှော်လားလို့ဆိုပြီးတော့တတိပေးတော့မှတခဲဝယ်ပြီးတော့ပြန်ပြေးခဲ့ရတာကွမှန်ပါတယ်။ကျောင်းမှရှိတဲ့တန်ခါကုံမကျမ်းပါတဲ့တန်ခါကလွယ်လို့ဝတ်တက်ဖះရှိကိုခြင်းကိုပြက်ကွက်လို့မရဘူး။ဝတ်တက်ပြီးရင်လေဆရာတော်ကြီးကအစကိုရင်ငယ်ဆုံးတနာယီဝိပဿနာတရားထိုင်ရတယ်။ရွာထဲတုန်းကတော့မပြေးရဘူးကွ။တုံးနေကြရွာသားတယောက်က ဆရာတော်ကြီးစီကိုလာတိုင်းရင်ဆရာတော်ကငါ့ကိုကြိမ်နဲ့စော်ပါလေဆရာတော်ကကိုရင်နဲ့အားလုံးကိုဆုံးမထားတယ်ကိုရင်နဲ့ဟာရှင်ကျင့်ဝတ်တွေကိုမရွတ်အိမ်ကန်လိုက်နိုင်ရမယ်ဂျွာထဲမှာပြေယူပြေယူမလုပ်ရဘူးတဲ့ဆုံးခံကြွရင်လဲစကုအိမ်တွေတင်းကျပ်စွာနဲ့ဆောင်ရတယ်ရှေ့ကိုကြည့်လို့ရင်နှစ်လန်းသုံးဖွာတာကြည့်ရမယ်လို့မှားထားတာကခြေလန်းတွေကိုအိမ်တွေတိတ်ခါနဲ့လှမ်းရတယ်ဆရာတော်ကအဲ့လိုဆုံးမလည်းရှိတယ်မောင်ငယ်တို့ကအရန်ကိုမြင်မြတ်တဲ့ ဖះရှင်ခွင့်ပြုတော်မူတဲ့မြတ်သင်္ကန်းကိုဝတ်ဆင်ထားပြီဆိုရင်တော့ဖះသားတော်တွေဖြစ်ကြပြီ။ဒါကြောင့်ဖះမှာကြိုက်တဲ့အမှုကိုမလုပ်ရဘူး။ဇွန်တကဇွန်တကမာရီအမြင်မှာမတည့်တဲ့အမှုရာတွေမပြုတ်ကျင့်မရအောင်အထူးရှောင်ကြဉ်ရလိမ့်မယ်။အိန္ဒြေသိခါရှိတဲ့ယဟန်နေဖြစ်ကြပါစေ။ဆရာတော်ကြီးကစကားနဲ့တဲ့ကိုရင်သာမကဥပဇင်းတွေကိုပါဆရာကြီးကိုယိုသေးခန့်ညားကြတယ်။ဆရာတော်ကြီးကသူ့เจ้าကတန်ဃာတွေအပြစ်ရှိပါကအပြစ်ကြီးငယ်လိုက်တဲရန်ရေတံတို့ ကျိန်တန်မှာပြစ်ဒဏ်ပေးလိမ့်ရှိတယ်။ဒါကြောင့်တန်ဃာတော်တွေကအတတ်နိုင်ဆုံးအပြစ်ကင်းအောင်နေကြတယ်။ဒါကြောင့်ကိုရင်တုံးပေရွာထဲမှာမပြည့်ရဘူး။ရွာပင်ရောက်မှာတုံးဆိုင်ပြည့်တယ်။ရွာနဲ့ဖုံးတော်ကြီးကြောင်ကြမှာတော့လေကွင်းနှစ်ကွင်းစာကွာဝေးတယ်။အကြားမှာရှီဟောင်းကိုးတော်ပြည့်စေတီဟောင်းတစုလည်းရှိတယ်။မေသာလန်လေးဘေးကကက်ရဖြစ်ပြီးတော့ထုံးတဲ့ငံမကတ်တာကြပါမို့လို့စေတီဟာကွတ်တီကွာကြဖြစ်နေတယ်။ဖြီတော်ကဆဲလက်တန်တွေကလည်းညောင်ရွက်တွေမရှိတော့တာမို့လို့ဆဲလက်တန်ဟာတိတ်ဆိတ်နေပြီး ကာလအတော်ကြာပြီလည်းဖြစ်ပါတယ်။စဘာကင်းကျမ်းမှာဖြတ်တန်းလာတဲ့လေတန်တစ်ချက်ချက်ကမြေကြီးနေရာကိုရင်နှုံးပင်ရွာပြင်ရောက်တာနဲ့ပြည်တယ်။သူမြန်မြန်ပြေးရင်ဝတ်တက်ဖို့အချိန်မီကောင်းတယ်ဆိုလို့လည်းတွေးမိတယ်။ဝတ်တက်တဲ့အချိန်ဆရာတော်ကြီးကသူ့ကျောင်းကတန်ခါတွေစုံမစုံစစ်စစ်လေးရှိတယ်။ကျောင်းကျိုးမခိုင်လုံးမနဲ့ပြက်ကွက်လို့ကတော့ကိုရီတွေအကုန်လုံးရေလိုက်ပြီးတော့ဖြည့်ရမယ်ရေတန်းရေတန်းခံရလို့ကတော့မချောင်ဘူးရေတွင်းကຫນွေပေါ့ဝင်မလို့အခြေအတိစက်တီကျိုးဆွဲရမယ် ။ဒါကြောင့်လုံးကကုရီတွေရေးဖြည့်ရမယ်ဆိုရင်တော့လက်မောင်းတွေတောင်းပြီးခြေတလုံးကျက်သားတွေတက်လိမ့်မယ်။ရေတွေနဲ့ကုရီကဂိုင်း90မကဝေးတယ်။အခေါက်ခေါက်ကကရေးဖြည့်ရမယ်ရေတွေးကြည့်ုံနဲ့ချောချမ်းမိပြန်တယ်။ဒီလိုတွေးမိတော့လေကိုရင်တုံးပေစိတ်ကကျောင်းကိုအမြန်ဆုံးရောက်ချင်တဲ့ဆုံးနဲ့ခြေလှမ်းတွေကလောမိလာတယ်။ဖြစ်ချင်တော့ခုနကပြောတဲ့ဇေဒီဟောင်းလင်းနာကမရောက်ခင်ဝါးတပြန်တော့ရောက်မှာကိုရင်တုံးပေခမရမြေပေါ်ဆူးထွက်နေတဲ့ကျောင်းတုံးကြီးကိုခလုတ်တိုက်ပြီးတော့ဟတ်ထိုးကြီးလဲကျသွားပါတယ်။ ူကအလျားလိုက်ကြီးဖုံမုံတွေဝမ်းရမောက်လဲကြသွားရမျက်နှာမှာရောတင်ကန်းနေမှာပါ ဖုံတွေပေချမ်းကုန်နေကိုရင်တုံးပေကခဏနှွေးရှိတဲ့ဖုံမုံတွေကိုတက်ခါချပြီးတော့ထားတယ်တော်သေးတယ်မျက်လုံးထဲကို ဖုံတွေမဝင်ဘူးဒါတော့မှမျက်ခုံးပေါ်နဲ့မျက်တောင်ပေါ်ဖုံမုံတွေအနေနဲ့တင်ကျန်ခဲ့တယ်မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လှုပ်ကြည့်တယ်မျက်နှာကိုတော့ယုံထားတဲ့ဧကတိအပေါ်ယုံတင်ကန်းနဲ့ပုတ်ချလိုက်ပါတယ်အမင်းအာယုံအနေနဲ့တော့ဝါသွားတယ်ထပ်မံပြီးတော့တင်ကန်းဆုံးနဲ့မျက်လုံးတော့ဝိုင်လိုက်တော့တယ် ပြီးတော့မျက်လုံးကိုဖွင့်လာရောင်ရှိလို့တော်သေးတယ်လွတ်ကျသွားတဲ့တခဲကလေးဟာမိဘမအလဲတကူရှာလို့တွေ့တယ်အဲ့ဒီတခဲကလေးကိုကောက်ယူလို့ထားပြေးမယ်လုံးပါပဲသူ့ရှိမလက်မကတ်မှာမိမတယောက်ကြောပေးသွားနေရကိုမြင်တွေ့လိုက်ရပါတယ်ဒီမိမဘယ်ကနေထွက်လာတာပါလဲလို့သူစဉ်းစားမိတယ်ဇေဒီဟောင်းနေဟာမိလာ ပူဇော်ပြီးထွက်လာတာများလားဒါမှမဟုတ်လေထဲကပဲတက်လာခဲ့တာလားလေထဲကတော့မဖြစ်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီမိမ6တောက်မှရွှတ်မပေး ဖက်နဲ့လည်းမပါဘူးဒါဆိုဇေဒီဟောင်းကထွက်လာခဲ့တာပဲဖြစ်လိမ့်မယ်ဘဲကမျိုးသမီးပါလေငါတောင်းမဲ့ဘက်ကိုတူတူလှမ်းနေတာဆိုတော့ရွာတွေကလည်းဟုတ်မယ်လို့မထင်ဘူးကျောင်းမှာညာရဲ့ဧည့်သည်များ ရောက်နေကြလားဒီမျိုးသမီးကဧည့်သည်များလားကိုရင်တုံးပင်မျိုးမျိုးတွေးမိတယ်ရှေးကရှောင်းနေတဲ့မိမဟာသပင်းကိုခါလိုက်လောက်ထိဖာလာချတာတယ်သပင်းကောင်းတယ်ခြေလန်းတွေကမနှင်းမမြန်ရှောင်းနေပြီးကိုဟန်တွေ့တယ်ဖာလာချတာတဲ့စံတွေမှာသပယ်ပန်းကုန်းကိုလည်း လေးနဲ့တွေ့ပန်းထားတယ်။အစိမ်းတို့ရောင်အကြနဲ့ထမင်းကိုဝတ်ဆန်ထားပြီးတော့နောက်ကကြည့်ရတာကိုရင်ဟန်ရဆိုရင်တော့ရုပ်ရည်ချောမောလှပသူဖြစ်လိမ့်မယ်။ကိုဒေတာမဟုတ်တဲ့သိန်းနဲ့မှမင်းကလစ်တဦးတည်းသွာလာနေတာကိုလည်းအံ့ဩမိတယ်။ဇေဒီဟောင်းဘက်ကိုကိုရင်ဒုံးဝေတစ်ချက်ကြည့်တယ်။ရှင်မင်းမမဖျောင်းနိုင်ပြီပူဇော်ထားတာကိုလည်းမြင်ရတယ်။ဒါကြောင့်သူ့အထင်မှန်တာပဲလို့တွေးမိပြီးတော့ကြည်လဲကြည်နေသွားတယ်။အရှိကမင်းမဟာမင်းပူဇော်ခဲ့သူဖြစ်လိမ့်မယ်။ရှေးကရှောင်းနေတဲ့မင်းမဟာအဖြစ်ဖြစ်နဲ့မြင်လာတယ်လို့လည်း သူအောင်မြင်မိတယ်။မိန်းကလေးဆိုပေမဲ့မြန်လိုက်တာ။ဒါနဲ့သူလည်းចောင်းကိုသွားမှဆိုတော့ငါလည်းအဖော်ရတာဆိုပြီးကိုရင်တုံးမေဝန်တာအာရနဲ့မိတ်ဆက်စကားပြောဖို့အဲ့ဒီမိန်းကလေးကို အမိပြေးလိုက်တယ်။အတင်းပြေးလိုက်ပြီးတော့မိလူမိခင်မှာပဲကိုရင်တုံးပေဟာမမောနဲ့တကယ်မကြီးတကယ်မကြီးခဏနေပါဦးကျုပ်ကိုလည်းစောင့်ပါဦးကျုပ်လည်းចောင်းကိုပြန်ရမှာဒီလိုပြောလိုက်တယ်ဆိုရင်ပဲရှေးကမိမဟာတုံ့ဝင်နေရက်သွားတယ်။ဒါပေမဲ့ကိုရင်တုံးပေကိုနောက်ပြန်လှည့်မကြည့်ဘူး ကိုရင်တုံးမေဟာအဲ့ဒီမိမရက်သွားတော့အာရဝန်တာပြေးသွားတယ်ပြီးတော့ဘေးချင်းရှင်ရတယ်ဧည့်သည်တင်နေသူကဦးစင်ဦးတော်ပိတာခိုင်လို့ရွာထဲကိုတခဲသွားဝင်နေတာဒကာမကြီးတို့ကပဲအချိန်ရောက်ရောက်ကိုရင်တုံးမေစကားမဆန်နိုင်စကားပြောနေတော့မှအဲ့ဒီမိမဟာသူ့ဘက်ကိုလှည့်လာတယ်လာရောက်ကြောင်ကိုရင်တုံးမေအဲ့ဒီမိမရဲ့မျက်နှာကိုကောင်းကောင်းကြီးမြင်တွေ့ရတယ်ကိုရင်တုံးမေစောကထင်တယ်လို့ချောမောလှပါတဲ့မျက်နှာတော့မဟုတ်ဘူးမျက်လုံးမျက်ကုံနှာတန်း မစက်ပေါက်လုံးဝမပါဘူးနှစ်ဖူးကနေမေးစေးထိအပြားလိုက်မျက်နှာပြောင်ချော့ကြည့်ဖြစ်တယ်။ဘာပြောကောင်းမလဲကိုရင်တုံးမေခမကြောက်လုံးလုံးအသေးတွေဦးလေးပြောင်းဆန်ကုန်နေကိုရင်တုံးမေခြောက်ခြားတုံတော့ပြီးအော်ဟစ်လို့ကျောင်းစီကဝရုံတုံးကပြေးတယ်။ကျောင်းကိုရောက်တော့တင်ထားသမျှစိတ်တွေချော့ချလိုက်ပြီးကိုရင်တုံးမေမျက်ဖြူလှမ်းပြီးတော့တက်သွားတယ်။ဒီတုံးကကိုရင်တုံးမေပြန်တည်ရအောင်လို့ကပ္ပိယကြီးဦးတော်ကပဲလုပ်ပေးခဲ့ရတယ်။ကိုရင်တုံးမေအချောက်ခံရတယ်ဆိုတော့ဇေဒီဟောင်းကို ဦးပုစင်းနဲ့တွားကြည့်ကြတဲ့အခါကိုရင်ဒုံးပင်မြင်ကြရတဲ့ဖျားရင်မြေပေါ်မှာပူဇော်ထားတဲ့ဆိုတဲ့ဖျောင်းနိုင်မိတွေမတွေ့ကြရတလို့မိပူဇော်ထားတဲ့ဖျောင်းဆက်အရာတွေလည်းမရှိဘူးလို့တင်ကြီးတညွတ်တယ်ဆိုတယ်။ဦးစင်းဦးတော်ပိတာကတော့အခုလိုမှတ်ချက်ပြုတယ်။ဒီကိုရင်ကဝတ်တက်နောက်ကျနေတယ်ပဲ။ဘလို့ရှစ်လို့တွေပြောပြမိနေတူတယ်။ကပိယကြီးဦးသူတော်ကတော့ကိုရင်ဒုံးပင်ကိုတေဇောပယုတ်စီလိမ့်ပြီးတော့ဟာတာလုပ်တယ် တရေဟုတ်လို့လားကိုရင်အဲ့ဒါတရေလို့မခေါ်ဘူးဥစ္စာတောင်ဖြစ်လိမ့်မယ်ကိုရင်တုံးမိခင်ဗျာတော့နောက်တစ်ပတ်လောက်ကြာတဲ့အထိစံပြုတ်တာဖုံးပေးနေရရှာတယ်ဘာလို့လဲဆိုတော့ကြောက်ဖြားဖြားသွားလို့ပဲနောက်နေ့မှာကပ္ပရာကြီးကအဲ့ဒီစည်ဒီဟောင်းလေးစီသွားအမွှေးတံတွေထုံးဖျောင်းနိုင်မီတွေပူဇော်ပြီးတော့တနာရီခန့်ကြာအောင်ရုပ်ဖတ်သက်ဆဲတယ်အဲ့ဒီလိုလုပ်လိုက်တော့တေချာတာတခုကတော့ကိုရင်တုံးမိနောက်လေကိုရင်မှအဲ့ဒီစည်ဒီဟောင်းနာကတရေမှလား ဥစ္စာဆောင်မလာမတဲခွဲတဲ့နနာဘွားတွေလုံးဝ6တန်းမကြတော့ဘူးအဲ့ဒါကကပ္ပိယကြီးအစွမ်းကြောင့်မ6တော့တာလို့ဦးစင်းနေပြောတန်ကြရတယ်ကပ္ပိယကြီးဦးသူတော်ဟာလော်ကီနယ်ပယ်မှာပေါင်မြောက်တို့တို့ဖြစ်ပေမဲ့ဦးစင်းလေးဦးတော်ပိတာကတော့ထမင်းချက်ပြတာဦးသူတော်ကရဲနေတယ်